ele lơ lửng ờ nó nỗi của ောင်းလင်းပြည့်စုံကြပါစေเนาะမင်္ဂလာရှိတဲ့ညချင်းလေးဖြစ်ပါစေเนาะအဲတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကเนาะပြီးခဲ့တဲ့ဘက်ကအပူပြောက်တယ်ပါဝါပြောက်တယ်เนาะအပူပေါက်တယ်ပါဝါပြောက်တယ်ဆယ်ပြေးပြောက်တယ်ဆိုတဲ့အတွက်လာမဲ့ဘက်မှာ၃မျိုးတည်းနဲ့မျိုးပြန်ကြမယ်เนาะလှန်ကနန်းကကျွန်တော်တို့လှန်ကနန်းလှန်ကနန်းဆိုပြီးတော့လှန်ကနန်းတွေပြန်ကြတယ်လှန်ကနန်းထဲမှာဘာပြန်ကြရဆိုနေငါပြန်ကြတယ်เนาะဟုတ်ပြီလားအဲ့တော့လံကနမ်းမှာနှင်းငါးပြန်ကြတယ် ပြန်ကြရတယ်နော်နှင်းငါးနှင်းငါးဆိုပြီးပြန်ကြရတယ်အင်္ဂါနေ့မှာကျောင်းနေ့မှာ30ထွက်တာတဲ့ကဏ္ဍဒီပြီးခဲ့တဲ့ဘက်ကလည်းကြာပြီးနေ့ညနေမှာပဲ30ဆိုပြီးတော့ပြန်ထွက်တယ်နော်အဲ့လိုအနေထားလေးဒီမှာဒီဘက်မှာတော့ကျွန်တော်တို့ဘယ်လိုပြန်လာမလဲဆိုရင်အဲ့ဒီလံကဏ္ဍလံကဏ္ဍပြန်ဆင်းမှုနော်လံကဏ္ဍပေါ့အဲ့ဒီလံကဏ္ဍမျိုးရှိတယ်လံကဏ္ဍဒီဘက်ထွက်တဲ့လံကဏ္ဍပြန်ဆင်းမလား ဒါမှမဟုတ်ဘူးဓာမဲ့ပတ်မှာနော်လောလောလတ်လတ်နော်ထွက်ထားတဲ့ခဏမဲ့ပြန်ဆင်းမလားဆိုတာတော့ဒါအနေသားကိုကြည့်ရတာတော့ကျွန်တော်တွေ့သမျှမြင်သမျှပြောရမယ်ဆိုရင်လောစေကြည့်ထားတဲ့အနေထားမှာနော်ဒီနေ့တဲ့နေ့တိုင်းလင်္ကဏပြန်ဆင်းမှုများတယ်ဟုတ်လားနေ့တိုင်းလင်္ကဏပြန်ဆင်းမှုများတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီ တောက်ကြနေပါတော့9ရက်နေ့အဲတောက်ကြနေ9ရက်နေ့က9ရက်နေ့ကတောက်ကြနေကကျွန်တော်တို့ပိတ်တယ်ပိတ်တယ်ဆိုတော့ကျွန်တော်တို့မှာ၄ရက်ပဲအဲ၄ရက်ပဲဆိုပါ၄ရက်ဆိုတော့တနေ့နိုင်အင်္ဂါဘုရူကြာပြီဆိုတော့ကျွန်တော်၄ရက်တည်းဆိုအဲ့ဒီ၄ရက်ထင်မှာမှာအဲ့ဒီ၄ရက်ထဲကိုလှန်ကနန်းတွေပြန်စင်မယ်နေ့တိုင်းနော်လှန်ကနန်းစင်မယ်နော်လှန်ကနန်းစင်မယ်၁၀ပြည့်နော်၁၀ပြည့်ဒုမဟုတ် အဘူးနော်ဆေဘီတို့မဟုတ်အဘူးတို့မဟုတ်ပါဝါဂျင်းဒီဆင်းလိုက်နက်ခက်လေလိုက်ကောင်းလိုက်နိုင်တယ်နော်အဲ့အမျိုးလေးတွေရှိတယ်အဲ့တော့ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ကတော့ကျွန်တော်လူမျိုးကျွန်တော်ပြောတာရှင်းရှင်းလေးနော်နက်ခက်ကဂျင်းဒီကြာမယ်နော်နက်ခက်တော့မှအများကြီးမပေးဘူးနက်ခက်ကွက်ပေးထားတယ်96ဆိုတော့ဘူကနန်တကွက်ပေးတယ်နော်ပတိဒီနောက်ထပ်မှနောက်မှကြာတဲ့အတွက်တောင်းပန်တယ် တို့သောမွေကနဲနဲ့ပတိတိကျင်းသည့်အောင်ကျွန်တော်ပုံစံနဲ့လိုက်ရမှာလိုက်ရေးရင်တင်းလိုက်ရေးရင်တင်းနော်မရှုံးစီရဘူးထုတ်ဖို့ခက်ကဟုတ်လားနော်အဲ့တော့ဒီဘက်မှာရောဒီဘက်မှာလည်းခက်ကမယ်ဒီဘက်မှာစောစောစီစီကြပဲပတိရှိတယ်စောစောစီပတိကိုကျွန်တော်လိုက်ပြီးမယ်နော်အဲ့တော့ကျွန်တော်တို့တွေဒီဘက်မှာ နော်ဒီဘက်မှာအဲ့တော့ဟိုပြောကြည့်နာဗျာဒီဘက်မှာအဲ့ဒီလံကနန်းလံကနန်းတစ်ချက်သတိထားမယ်နောက်တစ်ခုအဲ့နေတိုက်ပေါ့နေတိုက်လံကနန်းပေါ့နော်နေတိုက်လံကနန်းလေးသတိထားမယ်ပြီးလံမဲ့ဘက်မှာဖတ်မဲ့ကနန်းလေးပေါ့နော် နေတိုက်လည်းဖြစ်ရင်ဖြစ်မယ်ဓမ္မမဟုတ်ရင်တင်းနေတဲ့နေရာထွက်တဲ့ကနေအင်္ဂါနေ့မှကြာရင်ကြာမယ်ဓမ္မမဟုတ်တင်းနေတဲ့နေရာထွက်တဲ့ကနေဘုဒ္ဓဂုလိမှကြာရင်ကြာမယ်အင်္ဂါနေ့ထွက်တဲ့ကနေဂျာလာဘင်းနေ့မှကြာရင်ကြာမယ်နော်ဒါမျိုးတွေလံကနန်းရှိတဲ့အတွက်လံကနန်းကိုတစ်ချက်တည်ထားပါဒါမှဒါမဲ့ဘက်မှာလံကနန်းတစ်ချက်တည်ထားပါဘာဖြစ်လို့လံကနန်းကိုအဓိကထားပြီးပြောနေရတာလဲဆိုတော့ဒါမဲ့ဘက်မှာပျောက်ကနန်းရှိတဲ့လံကနန်းကြာမယ်ကောက်ကြနေတည့်ရဲ့ဒီပိတ်ရဖြစ်တဲ့အတွက်နော်လောက်စားတော့မယ နေသားတွေမှာရှိတယ်လာမဲ့ဘက်ကစပြီးတော့နော်စနက်လာပိုင်းစနက်ပိုင်းမှာပေးရ3ရက်ရှိထားတယ်နော်ပေးရ3ရက်နှစ်ကုံတော့မယ်နှစ်ကုံတော့မယ်ဆိုတော့လှုပ်စားတော့မယ်လှုပ်စားတော့မယ်ဘုဘကနင်းနေသတိဝိညာဉ်လေးထားမယ်ခပ်ပြီလားဝိညာဉ်လေးထားမယ်ကြိုးတင်ပြင်ဆင်ရမှာပေါ့နော်သူတို့တွေဘလို့ကျွန်တော်ပြောရရှင်ဒီသူတို့တွေဘလို့လုံနိုင်တယ်ဘလို့ကိုင်နိုင်တယ်ဘလို့စားနိုင်တယ် ဘလူတွေဘယံဒီနတကြနိုင်လဲဆိုတော့ကိုဘကတူတူအောင်နော်ဒါမှအဆင်ပြေမှာဒီမင်းဆိုရင်အဆင်မပြေဘူးနော်ဒီမင်းဆိုရင်ကုံပေါက်တိုးပါလိမ့်ဟုတ်ပြီနော်အဲ့တော့ဒီဘက်မှာဒီဘက်မှာလည်းနော်အကောင်းဆုံးကဏ္ဍလေးတွေခြာပြီးမယ်အကောင်းဆုံးကဏ္ဍလေးတွေရှိတယ်အဲ့တော့အိစီများနော်အဲ့တော့ကျွန်တော်ခုနှစ်နိုင်ထိုးရင် ော်9နာရီထိုးရင်ကျွန်တော်တို့တပတ်စာလိုက်စမယ်เนาะခု9မိနစ်လောက်ကျန်သေးတယ်ဟာလား9မိနစ်လောက်ကျန်နေတဲ့နေထားမှာကျွန်တော်တို့အလာပါတက်လာပါလေးဖုတ်ကြမယ် အလာပါတာလာပါလူဖို့ကြမယ်နော်ဟုတ်ပြီဗျအားလုံးပဲကြည့်ရှုနေကြတယ်ဒူးဒူမိတ်ဆွေကြီးကကျွန်တော်စနေမမောင်ရဲ့အကောင့်လေးကိုလိုက်ရန် share လေးတွေလုပ်မယ်နော်လိုက်လက်မလေးတွေနှိပ်မယ် subscribe လေးတွေ YouTube မှာ subscribe နဲ့ရသည်ဆိုရင် subscribe လေးတွေနှိပ်ပေးထားမယ်ဘေးနားခေါင်းရောင်းလေးနှိပ်ပေးထားမယ်တပတ်မှတစ်ချိန်ကျွန်တော် line တက်ပါတယ်နော်တပတ်မှတစ်ချိန် live လွှင့်နေစနေနေ့ည9:00နာရီဆိုတာနဲ့ကျွန်တော် live လွှင့်ပြီးတဲ့တပတ်စာ live နော် အဲ့ဒါလေးတီးအောင် line subscribe လေးလုပ်ပြီးထားပါနော်နော် YouTube မှာ Facebook မှာကြည့်နေကြတယ်သူတို့ message တွေကကျွန်တော်ရဲ့ like လေးကို line share လေးတွေလုပ်ပြီး like လက်မှတ်လေးတွေနှိပ်ပြီးဟုတ်ပြီလားအဲ့တော့နော်ကျွန်တော်ပြောချင်တာပြောပြီးပါပြီဆိုတော့အခုကျွန်တော်တို့ဒီရက်7လပိုင်း10ရက်နေ့ရမော7လပိုင်း4ရက်နေ့ဒီဒီဘက်မှာ4ရက်ပဲဖတ်မယ်နော်တောက်ကြနေ9ရက်နေ့ကတောက်ကြနေပြိတ်တယ်နော်ဟုတ်ပြီလားအဲ့တော့ ျွန်တော်တို့က၄ရက်တည်းစောရမယ်၄ရက်မှာ၈ကြိမ်၈ကြိမ်ကိုထိထိမိမိစောပေးရမယ်နော်အနည်းဆုံး၄ကြိမ်၅ကြိမ်လောက်တော့ကျွန်တော်တို့ပိုင်အောင်စောရမယ်နော်အာကာဟိုင်းဟုတ်ကဲ့ခင်ဗျာနော်ဟိုင်းမှာကဲအဲ့တော့ကျွန်တော်တို့ရမဲ့ဘက်မှာနော်ရမဲ့ဘက်မှာကျွန်တော်အားရဆုံးတော့လက်ခတ်ပဲအမ်လက်ခတ်လို့ပြောရမှာပေါ့ဗျာနော်လက်ခတ်နဲ့ဆယ်ပြင်းနေပေါ့နော် လမ်းမဲ့ဘက်မှာတော့ကျွန်တော်ဆယ်ပြီလေးနက်ခက်နဲ့ဆယ်ပြီဆိုတော့တော်တော်အားရတယ်လို့ပဲပြောအောင်နက်ခက်နဲ့ဆယ်ပြီကိုဒီကထားပြီးတော့ကျွန်တော်တို့စောကြမယ်နော်နောက်တစ်ခုညီကိုနော်ညီကိုဆိုရင်ကျွန်တော်တို့ဒီမှာနှစ်သုံးလို့ရှစ်ခွန်လို့ကျွန်တော်တို့လမ်းမဲ့ဘက်ကြလို့ဆိုရင်နှစ်သုံးလို့ရှစ်ခွန်လို့ဒါကြောက်လန်းလာရှိတဲ့ကနန်းတွေပေါ့နော်အဲ့လိုကနန်းတွေကိုကျွန်တော်တို့မိန့်တင်ထိုးကြရမယ် နော်အဲ့ဒါမျိုးလေးတွေရှိတယ်အဲ့ဒါလေးတွေကိုတစ်ချက်နော်လိုက်ရင်လိုက်ပြီးတော့နားထောင်ပြီးမယ်လိုက်ရင်ပြီးကြည်ပြီးဟုတ်ပြီလားကဲအားလုံးပဲကြည့်ရှုနေကြတဲ့ဒုတိယမိတ်ဆွေတွေအားလုံးနော်ကျမ်းမာကြပါစေချမ်းသာကြပါစေနော်ကျွန်တော်စနေမမောင်းဘုဆုတော်မြတ်တာပို့သပေးပါတယ်အားလုံးပဲဒီဘက်မှာနော်ကျွန်တော်တို့အခုစနေလပိုင်း၃ရက်နေရမှာစနေလပိုင်း၄ရက်နေဒီတပတ်စာလိုက်စာပါပြီနော် အဲ့တော့နော်နောက်ကြတဲ့လူတွေရှိမယ်နော်အဲ့ဒီမိဟောင်းလေးတွေမိတ်တက်လေးတွေတောင်းဆောင်ပေးလိုက်နော်တိတ်တက်မလားဒီအဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ like လေးကို like and share လေးလုပ်ပြီးနော် like and share လေးတွေလုပ်ပြီးပါ subscribe လေးရသေးရင် subscribe လေးတွေနှိပ်ပြီးနော်အားလုံးကျေးဇူးတင်နေတာနော်တိတ်မတက်လာကြသေးဘူးအဲ့တော့ခုနကဤ tools ဆိုတာ ਨੇ ကျွန်တော်ရဲ့ like နော်တပတ်စာလိုက်စပါမယ်။ကဲပြီးခဲ့တဲ့ဘက်ကတဲ့နော်ပြီးခဲ့တဲ့ဘက်ကရှင်းနေပတ်သက်ပြီးတော့ရှစ်တတို့ရှစ်လေးတို့နော်ရှစ်ကိုတို့တုံညတစနော်6နဲ့ပတ်သက်ပြီး69ချက်ကတော့မပြောက်ဘူးဆိုတော့ကျင်းတည်တယ်ဗျပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တော့ရေးရေးတည်တည်နော်အာ3နဲ့ပတ်သက်ပြီး3နဲ့တို့3 9တို့3 7တို့ ဲ့တော့ဒီဘက်မှာဟောတဲ့ဒီဘက်မှာဒီဘက်မှာရဲ့ကျွန်တော်အကောင်းဆုံးကနန်းလေးတွေကိုဒီပေးထားရဲ့ဟုတ်ပြီလားဒါလမ်းရွှေလေးလို့ဟုတ်ပြီဗျာအဲ့တော့เนาะကျွန်တော်ရှိကိုဖုံးဆက်ပြီးမိကြတယ်ဖုံးဆက်ပြီးမိတဲ့တည်းမှာနောက်ပြပမယ်အဲ့တော့မိသူသူတယောက်မှာကျွန်တော်ကနန်းကျူမချပြီးပါဘူးလူချင်းရင်เนาะလူချင်းရင်စေတနာကြီးလွှတ်ပြရပါမယ် ဟုတ်ပြီနော်လူချင်းစေတနာကြီးလွှတ်ပေးရပါမယ်ကျွန်ုပ်ဘက်ကဗာလိတွေပြန်ပို့ပြီးလဲဆိုရင်အင်္ဂါမကျော်ဇာရုပတိနဲ့မွေပို့ပြီးတယ်နှစ်ခုတလုံးမထွက်မရှိထွက်ဖို့ထွက်ကြမယ်နော်တပတ်စာမွေပြီးပါကျင်းသည့်ထွက်ကူထွက်ရမယ်အင်္ဂါမကျော်ဇာရုပတိနဲ့မွေကနန်းတစ်ခွက်နော်အာမခံတဲ့တစ်ခွက်အနေဆုံးတစ်ခွက်ကျင်းသည့်ထွက်ရမယ်နော်တခါလေဆိုရင်တပတ်တည်းဆိုရင် ဒီတစ်ပတ်အစပြီးခဲ့တဲ့ဘက်ကဆိုတစ်ခွက်ထွက်တယ်လာမယ့်ဘက်မှာနှစ်ခွက်ထွက်ဖြစ်ဖို့များတယ်နော်အဲ့တော့အကောင်းဆုံးလေကနန်းလေးယူပြီးတယ်အဲ့တော့ဂျိုးချင်းနေဆိုရင်ကျွန်တော်ရှိကိုတရရိုက်ဖုံးဆက်ပါဟုတ်ပြီနော်တရရိုက်ဖုံးဆက်ပါအဲ့တော့စေတနာကြီးလွှဲပြီးရပါမယ်နော်စေတနာကြီးလွှဲပြီးမှကျွန်တော်ကနန်းပို့ပြီးတယ်စေတနာကြီးမလွှဲရင်ကျွန်တော်ကနန်းမပို့ပြပါဘူး messenger တို့နော် viber တို့ telegram တို့ကမှမခိုင်းပါနဲ့ ကျွန်တော်လုံးဝအကြောင်းမပြန်ပါဘူးမပို့ပါဘူးဖုန်းမစီရင်ဖုန်းယွန်းယွန်းမစီရင်လာဟိုင်းလည်းကျွန်တော်မပို့ပါဘူးနော်ဟုတ်မင်္ဂလာပါဆရာတဲ့မော်လေးဟုတ်ကဲ့ဗျာမင်္ဂလာပါနော်အဲ့တော့လူချင်းရင်ဖုန်းတက်ရိုက်ဆက်ပါဆက်ကမဲ့ဖုန်းနံပါတ်ဒီ39 699 824 863ကိုတက်ရိုက်ဆက်တယ်ပါဟုတ်ပြီနော်အားလုံးပဲကျေးဇူးတင်တယ်ဗျာနော်အဲ့တော့ မိဒိတ်ကနေနေဒီလုံးဝမပူပါဘူး။နှမျိုးပဲမွေးတင်းပြည့်တဲ့တတိဖြစ်ကမယ်။နော်။ဂျင်းရင်တင်းမွေးလိုက်ဆိုရင်လိုက်ပဲ။နော်။ဟုတ်ပြီလား။အဲ့တော့ဒီဘက်မှာတဲ့ဒီဘက်မှာလေရှယ်ကနန်းလေးတွေလုပ်ပြီးမယ်နော်။အဲ့အဲ့တော့ကျွန်တော်တို့တပတ်စာလိုက်စလိုက်ရအောင်နော်။ဒီစပြီလားဒီဘက်မှာ စနေလပိုင်း၃ရက်နေရမောစနေလပိုင်း၄ရက်နေတီဒီနေ့နာနေရမောကြာတာလွင်နေတီတော့ကြနေတီပြိပါဟဲ့အဲ့တော့ကျွန်တော်တို့၄ရက်တည်းစောရမယ်၄ရက်မှာ၈ကြိတ်နော်ဟိုင်းမြာဟုတ်ကဲ့ဟိုင်းမှန်းနေနော်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ဒီနော်ဘူလူဒီဒီနေ့နာနေရမောဒီနေ့နာနေရမော ျွန်တော်ဂျာလာရီလေးဒီတပတ်စားနော်အဲ့ဒီထဲမှာဒီထိတ်ဆုံးမှထွက်လာမယ်ကနန်ဒီနှစ်တလုံးကျင်းပြီးတယ်ဒီဘက်မှာနှစ်တလုံးကျင်းပြီးကြာမယ်အဲ့တော့နှစ်ကြာမယ်ဆိုရင်နှစ်နဲ့ပတ်သက်ပြီးတော့20ဒူနှစ်1ဒူနှစ်4ဒူနှစ်5ဒူနှစ်6ဒူနော်အဲ့လိုကနန်လေးဒီရွေးထိုးပါနော်နှစ်6ဆိုတဲ့ကနန်လေးဒီမကြာတော့တော့ကြာပြီလိုက်ကြည့်ပါနော်နှစ်6ဆိုတဲ့ကနန်းလေးမကြတော်တော်ကြာပြီအဲ့တော့ နှစ်6ဆိုတဲ့ကဏ္ဍတစ်ပုဒ်ကိုတစ်ချက်ကလေးတည်ထားမယ်နော်ဟုတ်ပြီလေနော်တကယ်အောင်မင်းနဲ့ဟိုင်းနဲ့ဟုတ်ကဲ့ခင်ဗျာဟိုင်းပါနော်အဲ့နှစ်6ဆိုတဲ့ကဏ္ဍတစ်ပုဒ်ကိုနှစ်နဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ခုနပြောခဲ့သလိုပဲနှစ်6ဆိုတဲ့ကဏ္ဍတစ်ပုဒ်ကိုဝင်းတည်ပြီးတော့ဖြိုးပြီးထားမယ်ဘာဖြစ်လို့လဲဆိုတော့နော်ဘာဖြစ်လို့လဲဆိုတော့2 6ဆိုတဲ့ခဏန်းဒီအဲ့ဒီခဏန်းဒီလုံးဝ ကြတာကြာပြီနော်မကြတာကြာပြီအဲ့တော့အဲ့ဒီကဏ္ဍလေးကိုတစ်ချက်တည်ထားပါမကြတဲ့ကဏ္ဍဟိုပြောပါမယ်ထွက်စင်မှာဟိုကဏ္ဍအလှမ်းဝေးတဲ့ကဏ္ဍလေးတွေပြင်ပြင်လိုက်ပြီးထိုးချင်းတည်တဲ့ကြောက်နော်အဲ့တော့တုံးတလုံးဟုတ်ပြီနော်တုံးတလုံးလာမယ်ဟုတ်လားအဲ့တော့တုံးဒီဒီဘက်မှာချင်းတည်မပြတ်ပါဘူးကြောက်ကဏ္ဍဒီတုံးမဟုတ်သေးပါဘူး နော်ဒီဘက်မှာပျောက်ကနန်းဒီသုံးမဟုတ်ဒီပါဘူးအဲ့တော့လမ်းမဲ့ဘက်မှာတရက်ပိတ်မယ်ဆိုတဲ့အတွက်နှစ်ရက်ဒီဘလိုပဲဖြစ်ဖြစ်တရက်ပိတ်မယ်ဆိုတဲ့အတွက်နှလုံးလောက်ကတော့ဂျင်းဒီပျောက်လိမ့်မယ်နော်ပျောက်မလားဒါမှမဟုတ်ခွန်ဆက်ပျောက်မလားပျောက်ရင်တစ်လုံးတစ်လုံးနှလုံးနော်ဒီကောင်လေးလှုပ်ရှားတော့မှာအဲ့ဒါတစ်ချက်လေးတတိထားမယ်အဲ့တော့သုံးတစ်လုံးဒီလုံးဝပျောက်ကနန်းမဟုတ်ဘူးသုံးနဲ့ပတ်သက်ပြီး36 36 30 35 3 1234ဆိုတဲ့ခဏကိုလိုက်ပါပါဟုတ်ပြီနော်အဲ့တော့ဗုဒ္ဓဘူးကျမကြော်တဲ့ခဏဒီ7တလုံးရှိတယ်နော်အဲ့တော့သုံးလူလေထုံလူလကောင်းမယ်138ဆိုတဲ့ခဏဒီမင်္ဂလာပါဆရာဆရာမင်္ဂလာပါဟုတ်ကဲ့ခင်ဗျာကိုထိုင်ဦးရေမင်္ဂလာပါနော်ကိုနော်အားလုံးပဲကိုလည်းစတဲ့ရလုံငန်းကံများအဆင်ပြေပါစေကိုနော်အဲ့တော့ဒီ 38ဆိုတဲ့ကဏ္ဍလေးတွဲကြရင်ကြာမကြရင်ရှေ့စဉ်နောက်စဉ်ကတ်လိုက်လိမ့်မယ်နော်ကတ်လိုက်လိမ့်မယ်ကတ်လိုက်ဖို့များတယ်နော်ရှစ်တီလည်းဘုရဘူးမကြော်ဘူးအဲ့တော့ရှစ်နဲ့ပတ်တဲ့ရင်71 86 80 85 84ဆိုတဲ့ကဏ္ဍကိုလိုက်ထူပါနော်လိုက်ထူပါအဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးကတော့84နော်84 85အတူကဏ္ဍနှစ်ပုဒ်ကိုကြိုက်ပါတယ် နော်လလုံးခွန်နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြောက်သွားတဲ့ခွန်ဒီဘက်မှာတော့ခွန်ဒီကြောက်လာလာနေရတယ်သို့တော့နော်သို့တော့စောက်ကြံနေတည့်ရပိတ်တဲ့အတွက်ခွန်ဒီပြောက်မှဆိုဆက်ပြောက်နိုင်ဟုတ်ပြီနော်ပြောက်မှဆိုဆက်ပြောက်နိုင်တယ်ဒါပေမဲ့ပြောက်မှနဲ့ကြာမှနဲ့ဆိုကြာဖို့များတယ်ဟုတ်ပြီနော်ကြောက်မှပျောက်မှနဲ့ကြာမှနဲ့ဆိုရင် ကြဖို့ပါများတယ်အဲ့တော့ခွန်ကြလာခဲ့မယ်ဆိုရင်80 86 87 85 84ဆိုရဲကနဲကတိထားပါဟမ်အဲ့ဒီထဲမှာအကြိုက်ဆုံးက84ဆိုရဲကနဲတစ်ပတ်ကိုတော်တော်ကြိုက်တယ်အဲ့တော့84ဆိုရဲကနဲတစ်ပတ်ကိုလိုက်နော်နောက်ကုတလုံးနော်ကုဒီကြလာခင်ဘုဒ္ဓဘုမကြော်စီရဘူးနော်ကုဒီကြလာခင်ဘုဒ္ဓဘုမကြော်စီရဘူးမကြရင်အရှင်းပဲ ရင်ဘုဒ္ဓဘုလုံးဝမကြော်စီရအောင်တို့ပြန်ကြည့်မယ်ဆိုရင်ကိုးဒီဘုဒ္ဓဘုမကြော်တော့ကြောက်တော်တော်များတယ်နော်အင်္ဂါနီးလောက်မှာကိုးလုံးကြောက်ဝင်လာပါတယ်အဲ့တော့ကိုးနဲ့ပတ်တဲ့ကိုး6 90 95 97 94ဆိုတဲ့ဒီနံကိုလိုက်ပါနော်အဲ့တော့ကိုးနဲ့ပတ်သက်ပြီးအကြိုက်ဆုံးနှစ်ကွက်ကိုရေးပြရမယ်ဆိုရင်96နဲ့97ကိုလိုက်နော်လာမယ်ပတ်မှာ96နဲ့97နဲ့လိုက် နော်အဲ့တော့နော်လက်ခတ်တမများလက်ခတ်တမများပြီးခဲ့တဲ့ဘက်ကကျွန်တော်ယူပြီးတယ်နော်ပြီးခဲ့တဲ့ဘက်က7ရက်39ရက်7ရက်39ရက်69ရက်နော်7ရက်ရှိတဲ့နဲ့ချက်ကိုဖောက်ပါမယ်နှစ်ကွက်နော်ဒီဘက်မှာနက္ခတ္တမများ2 4 3 9 8 နော်ရှစ်တိဆိုတဲ့ခဏပြန်ပါတယ်နော်အဲ့တော့တစ်ချက်တတိထားပါနှစ်တိရှစ်တိရဲ့နှစ်လေးရဲ့သုံးခါနော်အဲ့နှစ်ခတ်သုံးခါကိုတတိထားပါပါဝါများထွက်ခက်မယ်ဆိုရင်ပါပါဝါသမားများပါဝါလိုက်မယ်ဆိုရင်နှစ်ခွန်ရှစ်သုံးကိုလီနော်နှစ်ခွန်ရှစ်သုံးကိုလီကိုလိုက်ပါနော်အဘူသမားများနှစ်ဘူးသုံးဘူးရှစ်ဘူး နော်အဘူဒမာများနှစ်ဘူးသုံးဘူးရှစ်ဘူးဟုတ်ပြီလားအဲ့တော့ကျွန်တော်ပြီးနေကြတိုင်းပြိတ်ပြီးမယ်နော်ပတိပြီးမယ်မွေးခွေပြီးမယ်နော်ထို့သုံးခုမပြီးခင်လေးကိုတစ်ခေါက်ပြန်ပြောပြပြီးမယ်နော်တေချာလေးမှတ်ပြီးထားပါအားလုံးကျေးဇူးတင်တယ်အဲ့တော့ဒီဘက်မှာနော်ဒီဘက်မှာ နှစ်တလုံးကျင်းပြီးဆင်းလာမယ်နှစ်နဲ့ပတ်သက်ရင်20နှစ်နှစ်၄နှစ်5နှစ်6နော်သုံးသည်မပြောက်ပါဘူးနောက်ကနန်းသည်သုံးတလုံးသုံးနဲ့ပတ်သက်36 30 35 36 34နော်ဟုတ်ပြီနော်ဘုဒ္ဓဘုမကျော်ကနန်းသည်7တလုံးရှိတယ်အဲ့တော့7နဲ့ပတ်သက်ရင်8 16 80 35 34 နော်ပြီးခဲ့တဲ့ဘက်ကပျောက်တဲ့ခွန်းဒီဘက်မှာကျင်းပြီးဆင်းလာဖို့ရှိတယ်အဲ့တော့ခွန်းနဲ့ပတ်သက်ရင်80 86 87 85 94နော်ရှစ်လိုပဲဘုဒ္ဓဘုမကြော်ကနန်းနဲ့မှာဟိုတလုံးနဲ့ရှိတယ်ဟိုဒီချင်းဒီကြာလာမယ်96 90 95 94 94နော်နက္ခတ်သမားများ2 4 3 5 8နော်ပါဝါလိုက်မယ်ဆိုရင်2 8 3 94နော် အဘူးမှန်ရှစ်ဘူးသုံးဘူးနှစ်ဘူးပဲဆင်ရနော်ဟုတ်ပြီနော်ကဲအဲ့ဒီတော့ရံမဲ့ဘက်မှာကျွန်တော်တို့ဒီစနလပိုင်း၁ရက်နေရမော့စနလပိုင်း၄ရက်နေဒီတပတ်စာမှာတပတ်စာတွေမှာဘာလဲဆိုရင်မွေးရမဲ့ပဋိက္ခာငါးပဋိက္ခာနဲ့၃ညာပဋိက္ခာကိုလိုက်ပါနော်ငါးပဋိက္ခာ၃ညာပဋိက္ခာကိုလိုက်ပါရေကုန်ရေကန်လိုက်ပါမထွက်မှာမပူပါနဲ့ကျင်းပြီးထွက်ရမယ် ပတိသမားများဒီဘက်မှာခွန်တလုံးကိုဆက်လိုက်နော်ခွန်တလုံးကိုဆက်လိုက်ပြီးသားဒီဘက်မှာခွန်ဟာဒီလုံးဝမပြောင်းနိုင်ပါဘူးနော်နံပါတ်ဆက်လုံးဝမပြောင်းဘူးခွန်တလုံးကိုဆက်လိုက်ပါမွေကနန်းအခွေသမားများအင်းရောမင်္ဂလာပါဆရာတဲ့ခုမှစီတူပြန်လာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါနော် မွေကနန်းအခွေတမားများနှစ်3 8ခွန်ခွေပါနော်နှစ်3 8ခွန်ခွေပါအဲ့ဒီမှာနှစ်3နဲ့8ခွန်မင်းတင်လိုက်ပါနော်နှစ်3 8ခွန်၄လုံးကိုခွေမယ်နော်နှစ်3 8ခွန်၄လုံးကိုခွေမယ်နှစ်3နဲ့8ခွန်မင်းတင်လိုက်မယ်နော်ဟုတ်ပြီလား ကဲအားလုံးကျေးဇူးတင်တယ်နော်ကြည့်ရှုနေကြတဲ့တူတူမိတ်ဆွေတွေအားလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လိုရင်းဆန္ဒတလုံးလိုပါပြည့်စုံကြပါစေနော်လုပ်ငန်းကံကံများလည်းကျမ်းမာတဲ့ကျမ်းမာပြီးတော့ချမ်းသာတဲ့ချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါရယ်အားလုံးပဲကျေးဇူးတင်တယ်နော်နောက်ပါစနေနေ့ည9:00နာရီအားလုံးပဲအတူတူပြန်လဲဆုံတွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်